အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်ဒီအားလုံးမင်္ဂလာပါ Manchester United အသင်းက Godma Andre Onana ကိုရောင်းချဖို့ပြင်ဆင်နေတဲ့အချိန်မှာ Onana ဘောကိုခေါ်ယူကမ်းလှမှုက Sorry Club ဒီပဲရှိတယ်ဒါပေမဲ့ United ကလည်း Godma တက်လို့ခြင်းနဲ့သူတို့ဘက်ကအထိုက်ကိုသဘောမချဘူး now to meet ango 2026တိတတန်းတိုးပေမဲ့ကိုသမားတစ်တယောက်မဖြစ်မနေလိုချင်တယ်ဆိုတော့ကလပ်ဘက်ကအစောပိုင်းတုန်းကတော့ ယူဝန်ကာစီယာကိုတော်တော်လေးသဘောကျတယ်။အက်စပန်ယူကိုဒမာကဒါပရီးမီးယားလိဂ်ကိုပြောင်းမယ်။အာဆယ်ယူနိုက်တက်ကနှစ်သိမ်းနဲ့ရှိတာကနေတော့အက်စတိုဗီလာအသင်းပါလာတယ်။နောက်ဆုံးမှာတော့ကက်တလန်ကလပ်ဖြစ်တဲ့ဘာဆိုနာအသင်းကလူချင်းနဲ့အဓိကတော့ကက်တလန်မျိုးလည်းဖြစ်တယ်ဘာဆိုနာမျိုးမှလည်းဖြစ်တော့နိုင်ငံပြောင်းစရာမလိုတဲ့အချက်နောက်တစ်ခုကခန်းစားခွင့်နဲ့များစွာနဲ့ကမ်းလှမ်းလာတဲ့အတွက်ယူဝန်ကာစီယာကဘာဆိုနာကိုရွေးချယ်သွားမယ်အခြေအနေမျိုးရှိတယ်။အဲ့ဒီအချိန်မှာ Manchester United အသင်းက ဒါဂိုးသမားအတွက် James Trafford ကိုသူတို့စဉ်းစားတယ် James Trafford ကတော့ဒါအမှန်တိုင်းပြောရင်တော့အရင်ကြီးကောင်းတဲ့သူတော့မဟုတ်ဘူးဘန်လီကို Manchester City ကမနစ်ကတုန်းကတန်းမနစ်တနစ်ကတုန်းကတန်း16တန်းတန်း20နဲ့ရောင်းတယ်အဲ့ကနေမှ City Championship မှာအရင်လက်စွမ်းပြရင်လည်းအခု United က ဘသူ့ကိုသဘောကျလဲဆိုတော့ဒါ EM Martinez ကိုတော်တော်လေးသဘောကျနေတယ်။ EM Martinez ကို Man United ကဒါသူ့ရဲ့ဂိုးသမားအတွက်ဒါလက်ရှိအနေထားရ Martinez ကိုလိုချင်တယ်။ Martinez ကတကယ်လို့အပြောင်းရွှေ့အတွက်စိတ်ဝင်စားရင် Man United က EM Martinez ကိုသူ့ရဲ့ဂိုးသမား Andre Onana နေရာမှာ အစားထိုးချင်တယ်။ဆိုတော့ EM Martinez ကဒါလက်ရှိမှာ Aston Villa အသင်းကထွက်ပြီး ထွက်ပြီးတော့အသင်းတစ်ကိုပြောင်းနေသူကတော့ဘာစလိုနာအပါဝင်ထိပ်တန်းကလပ်တွေကိုစိတ်ဝင်စားတယ်အာဆင်နယ်လည်းသတင်းထွက်တဲ့အချိန်မှာမန်ချက်စတာယူနိုက်တက်ကတကယ်လို့များဈေးကွက်အတွင်းမှာအိုနာနာကို ရောင်းချနိုင်ရင်အမီမာတီနက်ကိုခေါ်ကျင်တယ်လို့ဆိုတယ်ဒါပေမဲ့ဒီအပြောင်းအလဲဖြစ်ဖို့ကအခုလောလောဆယ်အနေထားရအခြားအသင်းတွေနဲ့အပြိုင်တွေ့ရမယ်အိုနာနာကိုလည်းရောင်းဖို့ခက်တယ်အတလတီကိုမက်ထရစ်အသင်းကစိတ်ဝင်စားပြီးတော့အခုလက်ရှိမှာအက်စတိုဗီလာကသူတို့ဂိုးသမားကိုတန်း30နဲ့ 40ကြာတတ်မှတ်ထားတယ်ဆိုအဲ့လောက်ပေးမယ်ဆိုရင်တော့သူတို့ဘက်ကထွက်ခွာခွင့်ပြုမယ်အခြေအနေမျိုးရှိတဲ့အချိန်မှာ United ကโอเคအိုနာနာသာထုတ်လို့ရရင် အမီမာတီနက်စ်ကိုသူတို့ဘက်ကခေါ်ခြင်းနဲ့အကြောင်းနဲ့မာတီနက်စ်ကိုအစားထိုးဖို့ဆန္ဒရှိဆိုပြီးပေါ်ပြထားတယ်။ဆိုတော့ဒီနေရာမှာမန်ယူနိုက်တက်ဘက်ကအခုလောလောဆယ်အနေထားရတော့ဘယ်လိုပြောမလဲဆိုတော့သူတို့ဘက်ကဂိုးသမားတော့တီချာပေါက်ခေါ်ဖို့ရှိတယ်။ဆိုတော့ဒီနေရာမှာသူတို့အနေနဲ့တခြားတခြားသောတိုက်ကပ်ပေါ့လေ။ဒါမန်ချက်စတာယူနိုက်တက်အသင်းကအခုသူတို့ဒါအိုနာနာအပြောင်းရွှေ့အပြင်ဒီဘက်ကအန်တနီနဲ့နောက်တစ်ဘက်ကဘယ်လိုပြောမလဲဆိုတော့ဒီ ီဂါနာချူနှစ်ယောက်ဆိုအန်တနီနဲ့ဂါနာချူကိုသူတို့ရဲ့ဆရာဟောင်းဖြစ်တဲ့အရတဟာကလိုချင်တယ်ဘိုင်လီဘကူစင်တဲ့ရဲ့နီးပြအသည်ဖြစ်သွားတဲ့တန်ဟာကဂါနာချူနဲ့အန်တနီကိုလိုချင်တယ်ဒါဒီဒီသားမနှစ်ယောက်ကိုတန်ဟာကိုတိုင်ကခေါ်ယူခဲ့တာဖြစ်တယ်ဒီနေ့မှဂါနာချူကလည်းနာပိုလီတို့အက်တလတီကိုမက်ဒရစ်တို့အသင်းတော်မြန်မာနဲ့သတင်းထွက်တဲ့အချိန်မှာတန်ဟာကအန်တနီကိုတော်တော်လေးသဘောကျတယ်တစ်ဖက်မှာလည်းမန်ချက်စတာယူနိုက်တက်ကမာကတ်ဆွတ်ရှိုးနဲ့ပတ်သက်လို့တန်40ပဲလက်ခံမယ် အငားအငားနဲ့ထက်ကန်းလာတွေကိုလုံးဝလက်ခံသွားမှာမဟုတ်ဘူးလို့ဆိုထားတယ်။ဘာဆိုနာက market structure ကိုလိုချင်ပေမဲ့သူတို့တောင်းဆိုတဲ့တန်းလေးစီကိုမပေးချင်တဲ့အချက်ကြောင့်နည်းနည်းတော့ခေါင်းစားစရာအခြေအနေဖြစ်တယ်။ဒါပေမဲ့လည်းလက်ရှိအခြေအနေအရ United က okay နောက်ထပ်အငားတော့ခွင့်မပြုတော့ဘူး။အပိသက်ရောင်းချဖို့ဘာကြောင့်လဲဆိုတော့သူတို့မှ transfer budget လိုအပ်ပြီ။ကုညာတို့ခေါ်လိုက်ပြီဆိုရင်တို့နောက်ထပ်ကစားမလေးတွေကအခုတိုက်စစ်မှုတယောက်ခေါ်ရမယ် ဝင်လေနဲ့အခြား position တို့ခေါ်ရမယ်တောက်မန်တွေကိုခေါ်မယ်အချိန်မှာသူတို့က rushford ကိုတကြပါထုတ်မယ်အခု sancho ကို chelsea ကအပိသက်ဝယ်ဖို့ဆုံးဖြတ်တဲ့ကြောင့် sancho ရှိကပတ်စံရမယ် marcus rashford ရှိကပတ်စံရဖို့မျှော်လင့်ထားတယ် anthony တို့ ghana ချိုးတို့ရှိကပတ်စံရဖို့မျှော်လင့်ထားပြီးတော့ white land တို့အပါဝင်အခြားကစားသမားတွေရှိက target ထားတယ်ဆိုတော့ onana ထုတ်ရင် emi martinez ခေါ်မယ်အဲပြီးတော့မဟာသူဘက်ကတောင်မှကစားမတွေကိုဖြည့်ရှင်းမယ်ဒါ rushwood အပါဝင် sancho အန်ဒရီနဲ့ကစားမတွေကိုထုတ်ပြီးတော့ United ကတိုက်စစ်ပိုင်းကိုလည်းအားဖြည့်ဖို့ပြင်ဆင်ထားတယ်။ Man United အနေနဲ့ Jane Trafford တို့နောက်တစ်ဖက်က Emi Martinez တို့ဘယ်သူ့ဘူသဘောကြားလဲ။ကိုမမဝင်ရမချက်ပြကြပါအောင်ကျေးဇူးတင်ပါတယ်။